တယ်ကျွန်တော်လည်းအဲ့ကြောင်ကြလေးကြည်လိုက်ရတယ်ပေါ့နော်ဆိုင်တုံးကကျတော့ကျွန်တော်တို့ကဟိုဒီလိုအဲ့လောက်တိတ်သတိမထားလိုက်မိဘူးပေါ့နော်အဲကြောင်ကြထွက်တဲ့အချိန်ကျတော့နည်းနည်းလေးကြမ်းတယ်ပေါ့နော်ဟာကြမ်းတယ် ဲ့ခုနဲ့ဆိုတော့ဘာပြောတာလဲရိုးလူတိုင်းတည်ရဲ့ပြီးတော့ကိုယ့်ရဲ့စီရဆိုတော့ကြက်လေးကြောက်တယ်ပြီးတော့ဒီဇက်ကိုမရိုက်နိုင်ဘူးဆိုတော့ stress တွေမလေးထုံးပလေးနဲ့ရောညီမလေးနေကြည့်ဦးနဲ့ရောပရမအောင်ဆုံးအဲလိုစုံမှုတဲ့ဇက်ကပါ

ိမ်တော်ရေးဇာတ်ကားလေးပေါ့။နောက်ဒီကားမှာမမရဆိုရင်ကျွန်တော်အာမလေးထုံးပလေးနဲ့ရောအာမလေးနေကြီးဦးနဲ့ရောအပ္ပမာဆိုအဲလိုစုံမှုတဲ့ဇာတ်ကားပေါ့။ဟုတ်ကဲ့ပါ။အဲဒီကားကလည်းတကယ်ပထမဦးဆုံးပေါ့နော်။ပြောရမယ်ဂျိုက်ကူဝီခွင့်ရတဲ့ character လေးဆိုတော့တော်တော်လေးကြာပြီတကယ်ဘဝမှာဘာမှမမေ့နိုင်တဲ့ character လေး ကိုရအမှတ်ရတယ်တကယ်ကိုပထမဆုံးရိုက်ရတယ်အမေကလည်းကြောက်ပြောဆိုင်ခဲတယ်ပြောရရှိရရှိခဲ့တယ်။ဒါစီနီယာကိုရတဲ့လာတဲ့။ Oh stress များ။အဲ့တော့ကိုရရနဲ့ရရမယ်။ကိုနဲ့ဆိုတာပြောတာ။ဒါရောလူတိုင်းသိတယ်ပြီးတော့ကိုယ့်ရဲ့စီနီယာဆိုတော့ကြောက်လဲကြောက်တယ်ပြီးတော့ဒီဇက်ကိုမရိုက်နိုင်ဘူးဆိုတော့ဒီ stress တွေလည်းများ။ဒါပေမဲ့ ိုးလာအစဉ်ပြေခဲ့ပါတယ်ဘလို့ဆိုဘူးရိုးဆိုလည်းအရန်လက်တွဲခေါ်တယ်ဘလဲအဲ့လိုမတီးတဲ့ဟာတင်ပေးရဲဒါဘူးဆိုလည်းအများကြီးတင်ပေးရဲမနစ်ရှိဆိုလည်းတင်ပေးရဲပြီးတော့ဘူးဆော့ဘူးဆော့လည်းအထူးပြန်လို့ရန်တင်ပေးရဲအဓိကဟိုအငယ်ဆိုပေမဲ့အဲ့တော့အကုန်လုံးက welcome လုပ်ပြီးတော့လက်တွဲခေါ်တော့လေဟို stress ကတိုးဝလောက်တက်တာတွေပါဟုတ်လားညာခုမှပြန်လာတာပဲတန်မြောက်တွေ့ကျင်လို့စောင့်နေတာ တော်တော်ကြနေအဲဒီကားလေးကအဲ့လိုကျွန်တော်ကအိမ်တော်ကြီးကားကြီးရိုက်တာတော်တော်နဲတယ်ပေါ့အဲလက်ချိုးကြီးလိုတော့ရပါတယ်အဲဒီကားလေးဆိုလည်းဒါကျွန်တော်တော်တော်မမရရလေးဖြစ်နေမယ်အဲ့ဒါအိမ်တော်ကြီးဇက်ကားလေးပေါ့ဒီကားလေးကအဲအဲ့လိုအဲ့လိုပြောရမယ်သပုံစံတစ်မျိုးလေးပေါ့လေနော်အဲ့လိုဒီမှာရှိတယ်ကလေးရှိတယ်အဲအိတ်ကြားတွေကမှလို့ဖြစ်ပြတ်သွားတာလေးတွေပေါ့ဟောကျွန်တော်လည်းဒီကားကိုလုံးဝမကြည့်ရသေးဘူး ခုဆိုလည်းအရန်ကြည့်ချင်နေတာပေါ့ခင်ဗျာအဲ့တော့ကားကြည့်ရမှာပဲပြရမှာပါခင်ဗျာဟုတ်ကဲ့ ကမှအဓိက main ဆိုလို့ရှိရင်ဒါ၄ရောက်ပေါ့နော်အဲ့လိုပဲပြောအောင်ပါပေါ့အဲဒါ play ဆိုလို့ရှိရင်လဲသူကအင်ရှင်မာတကယ်ပညာတတ်အေးအေးဉာဏ်ဉာဏ်လေးနေထိုင်တဲ့လူပေါ့အဲသူကအဲ့လိုပုံစံအဲကျွန်တော်ကတော့ဆရာဝန်အဲညီတို့ခေါင်းကကြတော့အဲအဲ့လိုဒါ play နဲ့အဲတော့ဆရာဝန်ပဲအဲအဲ့လိုလေးပွေဆိုင်ဇာကားပေါ့နော်အဲ့ဒီမှာမှာ အကုန်လုံးကခုကာရီတာလိုရတဲ့ပုံဒီမိုင်းနေကြည့်ဦးဆိုလို့ရှိရင်လည်းသူကလိုရတဲ့ကာရီတာကြောင့်သူကနည်းနည်းအတွက်အဲလိုဒီဘက်ကအဲအဲလိုပုံစံလေးပေါ့နော်အဲအဲလိုကာရီတာတယောက်တစ်မျိုးစီပေါ့မတူကြပါဘူးဒါအဲ့မှာတော့အကုန်လုံးခုကာရီတာကိုအကောင်းဆုံးတိကျဆုံးမှာကြတာပါဗျာစီစီကရဲတိုက်တဲ့အခါလေးပေါ့ဗျာဟိုကအဲ့ဒီအမှန်တရားလေးပြောပါဟဲ့ဟုတ်တယ်ကျွန်တော်လည်းအဲ့ကြောင်ကြလေးကြည့်လိုက်ရတယ်ပေါ့နော် ဇေတုံးကကျတော့ကျွန်တော်တို့ကဟိုဒီလိုအဲ့လောက်တိတ်သတိမထားလိုက်မိဘူးပေါ့နော်အဲချောချောထွက်တဲ့အချိန်ကျတော့နည်းနည်းလေးကြမ်းနေပေါ့နော်ဟာကြမ်းနေချီရဲ့ကေဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ချီရပြောမယ်ဆိုတော့ဒီကရိုက်တာကိုညရညသလိုလုပ်တာပေါ့နော်ဟုတ်ကျွန်တော်ခုနပြောသလိုပါပဲအကုန်လုံးကကိုယ်ကရတာကိုတမျိုးစီရှိတယ်ပေါ့နော်အဲအကုန်လုံး ကလုတ်ကြိုက်တော့အကောင်းဆုံးကြိုးစားကြပါလေလို့ပဲပြောချင်ပါတယ်ဟုတ်ကဲ့ ကြီးကိုကလစ်ပြန်ပေးလိုက်တဲ့အခန်းလေးဆိုတော့ပေါက်တယ်เนาะဟောကြနေဟုတ်အဲ့ clock လေးကိုစကားလုံးပေါ်တယ်လောက်ကတုံးလေးပေါက်တယ်ဒါ function ပြီးအောင်ပို့တာ function လေးဟောကြနေတာအဲ့စကားကိုမနက်ပြောရင်ပြောမှာအရင်ကြောက်တယ်ဘယ်မှနေချီကိုလို့ပြောမှာဆိုတော့လေအဲ့ဒါမှအမအားပေးတယ်ဟိုအမလေးဘာမှမဖြစ်ဘူးပြောတာပြောမှာအားမနာနဲ့ပေါ့ဆိုတော့ဟို တော်တော်လေးဘယ်လိုပြောမလဲအဆင်ပြေပါခဲ့ပါတယ်။ကြောက်ကြောက်နဲ့ပြောလိုက်တာကြောက်ကြောက်နဲ့ပါ။ဟိုအဲဟိုဘာပေါ့လဲရို script တွေဟိုဘာပေါ့ dialogue ချနေတဲ့အချိန်မှာတန်းတန်းပြောစီနေတဲ့အချိန်မှာတော့ဘာမှပြောရဲကြောက်တယ်နေကြည့်လို့လို့ပြောပါဆိုတော့လေဒါပေမဲ့အဆင်ပြေပါရဲ့အမပြောတာပြောဆိုတော့အဆင်ပြေပါပါတန်တော့ကသူများပစ္စည်းလေ။ဘာရှိရှိမှန်တည့်ရနဲ့ယူရမိပြီဆိုရင်အဲ့ဒါခိုးတာပေါ့။ တော်ကတိတ်အဲ့လိုဟိုမကြိုက်တာလည်းပါပါလို့ပဲဖြစ်မှာပါဟိုအရင်တော့ကလည်းအဲ့လိုရိုက်ဖို့ကမ်းလှမ်းတာလေးတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တိတ်မရိုက်ဖြစ်ဘူးဒါပေမဲ့အခုနောက်ပိုင်းမှာတော့အဲ့လိုရိုက်ဖြစ်တယ်အဲဒါနဲ့တော့ကျွန်တော်ရိုက်တာ3-5လောက်တော့ရှိပြီပေါ့နော်အဲဒီကားကတော့ဒါအိမ်တော်အေးကားအနေနဲ့ပထမဆုံးဂျုံမော်ရောက်လာမယ့်ကားလို့ပဲပြောချင်ပါတယ်ရှုပ်တော့တိတ်မကြိုက်တာပါအဲ့လိုရတော့မဟုတ်ပါဘူးအဲ့လိုပေါ့ ဒါပေမဲ့ကျွန်တော်မကြိုက်တဲ့ကားရကြရတယ်အဲ့ပြိသက်ကြိုက်တာများတယ်ပြိသက်နဲ့တက်ပြီးကြာအဲ့လိုအဲ့လိုပေါ့နော်ဒီကားဆိုလို့ရှိရင်အထူးသဖြင့်ကျွန်တော်ထင်တယ် main ကလေးတွေကိုကြိုက်လိမ့်မယ်ဟုတ်တယ်အဲ့လိုမျိုးပေါ့ဒီကားကဒီအာမေပေါ်တာလေးပြောပြပါအောင်ဟုတ်ကဲ့ဒါမကြခင်လူတွေပြသတော့မှာပေါ့နော်ဒါတို့တွေလည်းအကောင်းဆုံးကြိုးစားထားပါတယ်ဘယ်လိုတွေညှိကြမလဲဆိုတာဒါတော့အားပေးပါလို့ပြောချင်ပါတယ်